အခုဆိုလို့ရှိရင်ဒီဥစ္စာကပေါ့နော် Duon 7kb auto manual ပေါ့နော် Duon 7kb auto manual ကိုကျွန်တော် daily မျိုးက customer တဦးစီကိုမပို့ခင်ပေါ့နော်စမ်းပြထားတဲ့ဆက်ရဲ့အလုံးလုံးပုံစမ်းပြထားတဲ့ဗီဒီယိုလေးပါအခုစပြီးတော့ကျွန်တော်တို့ကစက်တလုံးလုံးမှာရှိတဲ့ breaker ကိုပေါ့နော်ဒါကတော့ breaker လို့ခေါ်တယ်အဲ့ breaker ကိုစပြီးတော့ကျွန်တော်တို့တင်လိုက်မယ်ပေါ့နော်တင်လိုက်မယ်ဆိုလို့ရှိရင် तू ကကြတော့ auto အကျက130ပေါ့နော်130ကနေစပြီးတော့အလုပ်လုပ်တယ် အော်တိုအကြက103ဟို130ပေါ့နော်မန်ဒရီအကြဆိုလို့ရှိရင်40လောက်ကနေစပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ဆိုတော့အခုဒါ130အဝင်130ဆိုလို့ရှိရင်အထွက်က200ကျော်ပေါ့နော်ဒါအနောက်ကအထွက်ပေါ့နော်ဒါအော်တိုဘိုင်းတစ်လုံးချင်းစီအလုပ်လုပ်တဲ့ပုံလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်အဝင်ကအခုဆိုရင်များလာမယ်များလာပြီဆိုလို့ရှိရင်သူ့ရဲ့အထွက်က220 230ပုံမှန်သူ့အနေနဲ့သူလိုတလောက်ကိုထိမ့်ညှိပေးတာပေါ့နော် ီ medium လေးတွေကြတော့ relay တစ်လုံးချင်းစီချိန်သွားပြီဆိုလို့ရှိရင် medium လေးတွေကတစ်လုံးချင်းစီပိတ်လိုက်ဖွင့်လိုက်ပေါ့နော်အချက်ပြတဲ့ signal မီးလေးတွေပေါ့နော်အဲ့လိုမျိုးအော်ဒါဆိုလို့ရှိရင်မီးဝင်က190 200ဒီမှာအထွက်ကလည်း200ကျော်မှာပဲသူကရှိနေမှာနော်အော်ဒါဆိုလို့ရှိရင် EPC ဝင်ရနဲ့က40 50เนาะ50လောက်ထိဝင်လာတယ်ဆိုလို့ရှိရင်လည်း तू က step down ပေါ့เนาะ ြန်ပြီးတော့ down ပေါ့မိရောကိုပြန်ချပေးတယ်စနစ်ပါလေအထွက်က930ကျော်လောက်မှာပဲရှိတယ်တကယ်တမ်းအဝင်ကတော့950 60လောက်ရှိပြီပေါ့နော်အော်ဒါဆိုလို့ရှိရင်960 90လောက်ဖြစ်သွားပြီသူ့ရဲ့အထွက်ကတော့950ကျော်လောက်မှာပဲရှိသေးတယ်အော်ဒါဆိုလို့ရှိရင် EDC အဝင်က280 280လောက်မှာသူက over ဖြတ်ပြီးလိုက်တာပေါ့နော် automatic တော့လည်းသူမိကိုဖြတ်ချပြီးလိုက်တဲ့စနစ်ပါမယ်ပေါ့နော် အော်တိုဘိုင်းမှာဆိုလို့ရှိရင် over ဖြတ်ပေးတယ်ဆက်နေပါမယ်။ဒါကတော့ကျွန်တော်တို့ပြန်ပြီးတော့အောက်ကိုပြန်ဆင်းလာပါတော့။ EBC အဝင်ကအဝင်ကအောက်ကိုပြန်ပြီးတော့ဆင်းသွားတယ်။ဆင်းသွားတယ်ဆိုလို့ရှိရင်လည်းအုတ်ဒါဆိုလို့ရှိရင်180 180နဲ့80အထွက်ကလည်း900ကျော်မှာပဲပုံမှန်ထွက်နေတယ်ပေါ့နော်။ပြရနဲ့90ပြရ40ပြရ30 နော်ဆိုတော့200ကျော်မှာပုံမှန်လေးထွက်တာပြီ။အော်ဒါဆိုလို့ရှိရင်အော်တိုက130အကျနေစပြီးတော့လုပ်လုပ်တယ်။အကယ်လို့130အောက်ကိုရောက်သွားမယ်ဆိုလို့ရှိရင် manual အကျက40လောက်ကနေစပြီးတော့အလုပ်လုပ်တယ်။အော်ဒါဆိုလို့ရှိရင် manual အကျက်40 40ဆိုလို့ရှိရင်ကျွန်တော်တို့ကချင်း over လေးကို manual ဘက်မှာထားပြရမှာနော်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကချင်းကို manual ဘက်မှာထားလိုက်ပြီ။အဝင်40အထွက်က80ကျော်လောက်ရှိတာပေါ့နော်။အဲ့ဒီအချိန်မှာလက်လက်နဲ့ကျွန်တော်တို့က တစ်ထည်နှစ်ထည်သုံးထည်လေးထည်ငါးထည်ခြောက်ထည်နော်ခုနှစ်ထည်လောက်ပြီးဆွဲတင်လို့ရတယ်အခုဆိုလို့ရှိရင်အထွက်က200ကျော်လောက်မှထွက်ပြီးနေတာဒါကျွန်တော်လက်လက်ကမကုန်သေးဘူးထပ်ပြီးတော့တင်လို့ရသေးတယ်ဒါကအဝင်၄၀ EPC မီးအဝင်၄၀နဲ့ကိုလိုလိုပေါ့နော်200ကျော်ဆွဲတင်ပြီးတော့ manual လက်လက်နဲ့ဆွဲတင်ပြီးတော့အတုံးပြူလို့ရတယ်အခြေအနေမျိုးပေါ့နော် အကယ်လို့ manual နဲ့အသုံးပြုတဲ့အခန်းမျိုးမှာဆိုလို့ရှိရင် EBC ကဟုတ်လားအဝင်များလာတယ်ဆိုလို့ရှိရင်လည်းသူ့စီမှာအလန်းပေးတဲ့ system ပါမယ်ပေါ့နော်နေရာနဲ့58လောက်ဆိုလို့ရှိရင်ကိုကအလန်းပေးမယ်အဲ့ခါကျလို့ရှိရင်ကိုကတစ်ထိပ်လျှော့လိုက်မယ်ဆိုလို့ရှိရင်ပုံမှန်ပြန်ဖြစ်သွားပြီအကယ်လို့အလန်းပေးတဲ့အခြေအနေမျိုးမှာကိုက ပြန်ပြီးတော့မချပြစ်ဘူးဆိုလို့ရှိရင်လည်း manual ဘိုင်းမှာလည်းသူက over မီးဖြတ်ပေးတယ် over cut out system ပါတယ် ။အော်ဒါဆိုလို့ရှိရင်သူ့အနေနဲ့သူအလိုလျောက်မျိုးဖြတ်ချပေးလိုက်တာ။နော်။အဲ့ကကြလို့ရှိရင်တော့ကိုကမဖြစ်မနေတစ်ထည့်လောက်တော့ပြန်ပြီးတော့ချပေးရမယ်။အဲ့လာမှာသူ့အသားလည်းပုံမှန်ဘိုးကိုပြန်ပြီးတော့ရောက်မှာပေါ့နော်။ဒါကတော့ကျွန်တော် manual ဘိုင်းကိုစမ်းပြပေးတယ်။ဟိုအခြေအနေပေါ့နော်။အနေထားလေးပါ။ဆက်ရဲ့အလုပ်လုပ်ပုံလေးပါပေါ့နော်။ဒီစားကကြတော့ auto ရော manual ကိုနှစ်မျိုးစလုံးအသုံးပြုလို့ရတယ်100%ကြီးကွန်ဖြစ်တယ်ပေါ့နော်